အာရောချက်ပြဖို့ဒီစိစက်ရေးပလက်ဆန်အနီမယ်စီရေပေါ့နော်အပတိဆန်ရေယောဂါရေအမဒီမကူးစက်နိုင်တဲ့ယောဂါတွေဖြစ်တဲ့ကတခုဖြစ်တဲ့ cardiovascular disease ဆိုင်နှလုံးနဲ့ဆိုင်တဲ့ယောဂါအကြောင်းကိုရှင်းပြပေးတော့မှာဖြစ်တယ် cardiovascular disease နှလုံးနဲ့ဆိုင်တဲ့ယောဂါနဲ့နှလုံးနဲ့ဆိုင်တဲ့ယောဂါဆိုတာနှလုံးနဲ့ပတ်သက်တဲ့ဘာနှလုံးမှာဖြစ်တဲ့ယောဂါအကုန်လုံးတွေ့ရပါတော့နော် most cardiovascular disease များမို့ဆိုတာများသွားပြီ cardiovascular ဆိုတာကနှလုံးနဲ့ဆိုင်တဲ့ဘယ် disease ဆိုတာယောဂါတွေကနှလုံးနဲ့ဆိုင်တဲ့ယောဂါတွေတော်များ step စတင်ပါတယ်တဲ့ဒါဆိုရင်ယောဂါတော်တော်များများဒီလိုပုံစံနဲ့စတင်တယ်ဒါပေမဲ့နောက်ပိုင်းကျမှအာပိုဆိုးတဲ့နေရာပေါ်မဟုတ်လေအကြောင်းရင်းပေါ်မူတည်ပြီးတော့သူကပါတယ်ယောဂါကြီးထပ်ပြီးကိုယ်ပါဒါပေမဲ့ဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂါဒီကနေပဲစတင်တာများဘာနဲ့စတင်လဲဆို atroma formation atroma ဆိုတဲ့ဒီအစီကဲပေါ့နော် နှလုံးအစီပိတ်အစီကဖြစ်ပေါ်ခြင်းအနေစကြင်ပါတယ် and uh, if အဲ့အကြောင်းတော့ရှင်းပြတာ if the endothelium နဲ့ဒီမှာပေါ့နော်ဒီမှာဆိုရင်ဒါ endothelium endothelium ဆိုတာကဒီနှလုံးသွေးကြောရဲ့အမြင်ပါပေါ့နော်အမေးပါဆိုရင်အဲ့အမေးပါရဲ့အတိပဲ endothelium ဆိုတာပါတယ်ဆိုရင် the inner lining inner lining ဆိုအတွင်းဘက်နေရဒါကအပြင်ဘက်နေရဒါကပါလေဒီအဖြူလေးပါအတွင်းဘက်နေရ အတွင်းဘက်နေရံ of wall of the artery artery ဆိုရဲဒီသွေးကြောရဲ့အတွင်းဘက်နေရံမှာတဲ့ is damage သူကထိခိုက်သွားရဲ by high blood pressure သွေးတိုးတဲ့ဖြစ်အားမြင်ပါတဲ့သွေးပြားကြောင့်ထိခိုက်သွားတယ်တဲ့ဒီ endothelium ဆိုရဲဒီသွေးကြောရဲ့ anterior artery ဆိုရဲသွေးကြောရဲ့အတွင်းဘက်အတွင်းဘက်အလွှာဟာတဲ့သူကဗာလဲသွေးဖြစ်အားမြားသွားတဲ့ကြောင့်ဒီနေရာပေါက်ပြဲသွားရဲ့ပေါ့ပေါက်ပြဲသွားတာဖြစ်သွားတယ်တဲ့ဒါဆိုရင်တက်ဗာလဲသွေးပြားများရဲ့အတွက်ကြောင့် နှစ်အန်ဒိုဒီလီယာကဘာဖြစ်လာလဲပေါက်ပြဲသွားတယ်အဲ့ဒါကိုပြောချင်တယ်အန်ဒိုဒီလီယာကဘာလဲဆိုရင်သူက the inner lining of the wall of the artery okay ဒါကသူကဘာလဲအန်ဒိုဒီလီယာပေါက်သွေးပြည်အားများတဲ့အတွက်ကြောင့်အန်ဒိုလီယာပေါက်ပြဲသွားအဲ့လိုပေါက်ပြဲသွားရင်ဘာဖြစ်လဲဆို inflammatory inflammatory ဆိုတာဘာရောင်ရမ်းခြင်း response ဆိုတာတုတ်ပြန်ရောင်ရမ်းတဲ့ဆိုင်ရာတုတ်ပြန်မှု where the white blood cell သွေးပြည်ဥစဲ အဲ့ရောင်ရမ်းတဲ့နေရာတုတ်ပြန်မှုဖြစ်ပါတယ်အဲ့ရောင်ရမ်းနေရာတုတ်ပြန်မှုဆိုတာပါတယ်ဆိုရင်ပွဲပိုင်းနေအဲ့နေရာဖြစ်တယ် mostly microphase by macrophage ဆိုတာကသွေးကဲပြားဒီမှာသူပြထားပါတော့ဒီနေရာကိုပြောတာ microphage ဆိုတာကအရင်မှပြောခဲ့သည်အာသွေးကဲပြားတွေပေါ့နော်အဲ့ဒါမျိုးတွေတဲ့သွေးပြားတွေကအဲ့ဒါကပါတယ်ဆိုရင် white blood cell white blood cell မှာရှိတဲ့ macrophage တွေကအဓိကအဖြစ် white blood cell လာတယ်အဲ့ဒီမှာပါတယ်အဓိကအဖြစ် macrophage အဲ macrophage တွေပါအဓိက macrophage တွေဖြစ်အဲ့ဒါဖယ်သွားလို့ဆို move into the area အဲ့နေရာကိုသွားပါလေတဲ့အဲ့လိုဖြစ်တဲ့နေရာမှာအဲ့လိုဖြစ်တာကိုဘာလို့ခေါ်လဲဆိုရင် inflammatory response ပြောင်းရမ်းမှုတုတ်ပြန်မှုလို့ခေါ်ရဟုတ်ပြီဒီမှာဆိုရင်ပထမဆုံးသူကစနလုံးယောဂရာအတ္တမ formation နဲ့စလေရှိတယ်ဟုတ်ပြီ endothelium ကပေါက်ပြဲတယ်ဘာကြောင့်ပေါက်ပြဲလဲဆိုသွေးပြာများကြောင့်ပေါက်ပြဲတယ်ပြီးလို့ရှိရင် ကြောင်ရံနဲ့တုတ်ပြန်မှုဖြစ်တယ်။ကြောင်ရံနဲ့တုတ်ပြန်မှုဆိုတာဘာလဲဆိုရင်တဲ့ကြောင်ရံမှုတုတ်ပြန်မှုဆိုတာသူကဒီတွေးဖြူဆဲတွေကဒီပေါက်ပြဲသွားတဲ့ဒီ area နေရာကိုရောက်ရှိလာခြင်းဖြစ်တယ်။အဓိကကတွေးဖြူဆဲမှာဘာပါလဲဆိုရင် macrophage ပါ။ဒါဒီပေါက်ဖြစ်သွားတာ။ဟုတ်ပြီအဲ့အထရိုမာဖြစ်လာဖို့အတွက်အန်โทသီလီယံပေါက်ပြဲပြီးအန်โทသီလီယံပေါက်ပြဲပြီးတော့ဘာဖြစ်လဲဆိုရင်အဲ့ညမှာဟာ white blood inflammatory response ဖြစ်ပြီးတော့ white blood cell ရလာပြီးတော့စာစုတယ် ။ဒါဆိုတဲ့အချိန်မှာ this white blood cell ကြီးသွေးပြူဆဲတွေအားဆို and lipids lipid တွေ lip ဒီ white blood cell သွေးပြူဆဲ lipids ဆိုအစီအရေအားတဲ့ဘယ်ကနေလာလဲ from the blood clot from the blood clot ဆိုတာဒီသွေးသွေးပြားပေါ့နော်သွေးအပြားသွေးပြားအခဲအနေသူကပါတဲ့ဒီသွေးပြူဆဲဒါမှမဟုတ်ပါလေ lipids ဆိုအစီအရေအားဘယ်လိုသွားမလဲဆို together under the endothelium together ဆိုအတူကသွားမယ် under the ညီမတို့ together မှန်ပြမယ် verb အနေနဲ့သုံးဝိုင်းပုံစံမျိုးရှိတယ်အဲအဲ့လိုမျိုးယူဆရရမှာနော်ဘာလို့ဆို verb မှမပါဘူးလား together အတူကသွားဘယ်လိုလဲ under the antithesis ဒီ antithesis ဆိုတဲ့ဒီပေါ့နော် antithesis ဖြစ်အောင် antithesis ဆိုရဲဒီအတွင်းမှာအလှပါဒီပေါက်ပြဲသွားတဲ့နေရာကိုတဲ့ဆိုတော့သွားမယ်ဘာဖြစ်လို့လဲဆို to for ဖြစ်ပေါ်ဖို့အတွက် fatigue streaks fatigue ဆိုတာကသူက အစီရဲ့အစီနဲ့ဆိုင်တာပေါ့ street ဆိုတာအလွှာအစီနဲ့ဆိုင်တဲ့ဒီအလွှာဖြစ်ပေါ်တဲ့ဒါပေါ့ဗောနော်အစီနဲ့ဆိုင်တဲ့အလွှာဒီလိုမျိုးဖြစ်လာဖို့သူကအဲ့အန်ဒိုဒီနေနေရာကိုသူကသွားတယ်တဲ့အမှ Fatty Street ဆိုပြီးညာဖြစ်လာတယ်ဟောမောသူမောတာတာဒါ Fatty Street ပေါ့နော်ဒါ Fatty Street ဖြစ်လာပြီဒါ Fatty Street ဖြစ်လာပြီဗောနော်အဲ့လို Fatty Street ဖြစ်လာတယ်တဲ့ဒီလိုအစီကဲအစီကဲတွေဖြစ်လာတယ်ဗောနော် over time အချိန်ကြာလာတဲ့အခါမှာ more white blood cell သွေးပြူစေရပုံများလာတယ်အချိန်ကြာလာလေဘာဖြစ်လာလဲ ွေးပြူဆဲတွေပုံများလာလေ lipid ဆိုရဲဒီအဆီတွေနောက်တစ်ခုပါလဲဆိုရင် connective tissue connective tissue ဒီဆက်တွယ်တဲ့ tissue တွေဆက်တွယ် tissue ဒါဘာပေါ့နော် tissue တွေကတစ်ခုနဲ့တစ်ခုဆက်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 တွယ်ပြီးတော့တော့အဲ့လိုမျိုးသွားတဲ့ tissue မျိုးတွေအားတဲ့ဘာဖြစ်လာမလဲဆိုရင်ဘေးအတိဆောက်လာမယ် head down ပို့ပြီးမာကျောလာမယ်ဒီတားမှာဘာလို့လဲဒီတစ်ဘာလဲအဆီကဲတွေ အဲတစ်ကပါလေ white plus ရဲ့ပုံများလာနောက်ပါလေအစီကဲပုံများလာအချိန်ကြာတဲ့မှာပုံများလာတဲ့ white plus preview ဆဲတွေပုံများလာတဲ့အစီကဲတွေပုံများလာတဲ့ twin set tissue တွေကဘာလို့မလဲဆိုရင်ဘေးတဲ့ဒီမှာတိဆောက်မယ်နောက်ပါလေပုံပြီးမာကျောလာမယ်အဲ့လိုတိဆောက်မယ်မာကျောမယ်ဘာလို့ကိုလဲလို့ပါဆိုအိမ်တိဆောက်တယ်တတိုင်းတိဆောက်ဆိုရင်တတိုင်းကတသေးလေးတစ်ခုနှစ်ခု၃ခုဒီကနေ၄ခု၅ခုဆောက်လာညာလာနေပါလေပုံပြီးမာကျောလာတယ်နောက်ပါလေသူက အာပို့ပြီးမာကျောလာတယ်ဗောနော်တိဆောက်လာများရင်ပို့ပြီးမာကျောလာပို့ပြီးကြီးမာလာတယ်တူဖော်ဖြစ်လာပါတယ်တဲ့အဲ့ဒီအသေးသေးလေးညာနေဒီ blood cell တွေ white blood cell lipid oxygen တွေဆက်တဲ့ quantity tissue တွေတွေဆက်တဲ့တိဆောက်တဲ့ကြောင့်သူကပို့ဖြစ်လာဘယ်လိုဖြစ်လာ fibrous ဆိုရဲဒီအမြင်နေ plaque ဆိုရဲအမြင်ပြားကြီးဖြစ်လာပါတယ်ဒီမှာဆိုတာအမြင်ပြားဗောနော်အမြင်ပြားကြီးဖြစ်လာတယ်တဲ့ဖြစ်လာပြီအဲ့ဒါမှာဘာလို့ခေါ်လဲဆိုတော့ athroma လို့ခေါ်ပါတယ်တဲ့ အဲ့လိုအမြင်ပြဖြစ်လာခြင်းကိုအသရမာလို့ခေါ်တယ်။ display ဒီအပြာဖြစ်လာရတဲ့ partially အဲ့ဒါအပြာဘာလို့ဆိုလဲ partially ဒစိတစ်ပိုင်း block ဆိုတာကတားဆီးလိုက်ပါမယ် the lumen ဆိုတဲ့ lumen of the artery သွေးကြောရဲ့ lumen ဆိုတာဒီအပေါက်ကိုပြောတာအလယ်ကအခေါင်းပေါက်အဲ့သွေးအခေါင်းပေါက်လို့ပြောတာပေါ့နော်သွေးကြောပေါက်ကိုတဲ့ဘာဖြစ်မလဲဆိုရင် lumen သွေးကြောပေါက်ကိုသွေးကြောရဲ့အပေါက်ကိုဘာဖြစ်မလဲဆိုရင် block ပိတ်ပင်တားဆီးလိုက်မယ် and restrict ဆိုတာတားဆီးမယ် block ကပိတ်မယ် restrict ကတားဆီးမယ်ပိတ်ပြီးတော့ဘာလုပ်မလဲတားဆီးမယ်ဘာလဲ blood flow သွေးစီးဆင်းခြင်းဒီမြားဆိုရင်မြားပါလေသွေးစီးဆင်းခြင်းအဲ့သွေးစီးဆင်းခြင်းကိုဘာလုပ်မလဲတားဆီးလိုက်မယ်တဲ့တားဆီးပြောအဲ့လိုသွေးစီးဆင်းမှုတားဆီးလိုက်ဖွင့်ဘာဖြစ်စေ switch cause ဖြစ်စီပါ blood pressure သွေးပြာကို to increase များစီပါမယ်ဟုတ်ပြီဘာလို့သွေးပြာများစီမလဲဆိုတော့အာဖိစစ်သဘောရပြောမယ်ဆိုလို့ရှိရင် အာနေရာတစ်ဖြည်းဖြည်းနဲ့အာကျင်းလာမယ်ဆိုလို့ရှိရင်ပြအဒူးတယ်ရှင်နေရာတစ်ဖြည်းကျင်းလာမယ်ဆိုရင် pressure တိုးလာဒါက v နဲ့ p နဲ့ဖြောင်းမြန်အာဖြောင်းမြန်ပေါ့နော်ဆက်သွယ်ချက်အရာပေါ့ဒါပြင်ဖြောင်းမြန်ဆက်သွယ်ချက်အရာအဲ့လိုကြီးလာတယ်အဲ့လိုပြောလို့ရတယ်လို့ပဲနောက်တစ်ခုကဘာလဲဆိုတော့အော်ဒီသွေးဖီအားများလာတယ်ဆိုတာကဘာလဲဆိုရင်သွေးအားပုံမှန်အတိုင်းစီးဆင်းနေတာသူ့ရဲ့သူ့သွေးဖီအားရှင်တင်တဲ့လောက်ရှိရမယ်ညာရဲ့နေရာများမယ်နဲနေရာညင်းရမယ် အကယ်တစ်ဖက်မှာပိတ်လိုက်လို့ရောသွေးပြရရပါလေကမောက်ကမဖြစ်တာပြောဘာသွေးပြရကိုဘာမလဲတိုးစရာမျိုးဖြစ်နေမယ်လို့မှတ်လို့ရပါတယ်ဒါဟာဒနီမာကျောပို့ပြီးမာကျောလာရဲ့ of the artery တွေးကျောရေပို့ပြီးတော့မာကျောလာရင် causes ဘိုင်းအက်ထရိုမာဟုတ်ပြီအက်ထရိုမာကြောင့် cause ဖြစ်တော့ hydrony of the artery တွေးကျောတွေမာကျောလာခြင်းကိုဘာလို့ခေါ်လဲဆိုရင် atherosclerosis လို့ခေါ်ပါတယ်တဲ့ဟုတ်ပြီ atherosclerosis ဆိုတာဘာလဲဆိုရင် atheroma ကြောင့် cause အဒရမာဘိုင်းအဒရမာအဒရမာကြောင့် cause ဖြစ်ပေါ်လာတဲ့ patterning of the artery ပွေးကြောရဲ့မာကြောလာခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။